သမီးနှစ်ယောက်ရှိသွားပြီပေါ့နော်တော့ရောက်လေတောင်ရှိတမီးတွေနဲ့အမအဲတူအပြိုင်လှတော့မယ်လို့အမတို့ဆိုတာနည်းနည်းဝိတ်တက်တက်တဲ့ခန္ဓာကိုအချိုးစားထဲမှာပါတယ်ဆိုတော့ပိုးပြီးဟွာဖြစ်ပါတယ်တချို့ဆိုမွေးပြီးတာနဲ့ပိပိလေးငကိုတိုင်းလေးပဲဖြစ်ကြတယ်အထင်းနှင်းတဲ့လောက်တော့ထင်းရမှာပေါ့နော်ကိုကကိုဒါပိုက်စီးတာတော့အမြဲပုံမှန်အစီဖြစ်ပါတယ် နစ်ပွဲကတော့ဒါကိုယ်ကိုယ်ရဲ့ကိုယ်ရဲ့ညီလေးပေါ့နော်အဲကိုကိုရောညီလေးပေါ့ကိုရွှေမားပေါ့သူ့ပွဲကိုလည်းတက်ဆွန်ဆန်ကလာတယ်ရေရရှာဟာဟာဟာလူကြီးဝစ်ချွတ်သွားပြီပေါ့နော်အဲကိုကိုရီးယားတော့တကယ်ချွတ်သွားတာပေါ့ဝစ်မချွတ်ပါဘူးအဲမပြောတော့ပါဘူးတချို့ကလည်းကျွန်တော်ပြရမလားအဲဟိုနောက်ထဲတော့ပြောပြချိုးစိုးပါချိုးစိုးပါတယ်ပေါ့ချိုးစိုးပါတယ်ပေါ့ အာရွှေမန်းပြီးတော့ဟိုပါလေအရန်လဲသဘောကောင်းတယ်။အဲကိုတို့ဟိုးဟိုမလွန်ခဲ့တဲ့15နှစ်နဲ့20လောက်တည်းကဟိုခင်အတီးပြန်ခဲ့တယ်လေ။အတို့လုံးဝမယူတော့ထင်တာပေါ့နော်။အခုတော့တကယ်ယူသွားပြီပေါ့။ official ချပြတဲ့အချိန်မှာ surprise ဖြစ်ခဲ့တာပေါ့။အဲ့ချိန်ကျမှတီးခဲ့ရတာ။အာတီးတော့ရိပ်မိတယ်တော့ရှိတယ်။ရှိတယ်။ ဘသူလဲမှမသိတာလေအဲကတော့ဟိုပေါ့အရင်သမီးအကြီးလေးတုန်းကကြတော့အမတွေ့ကြုံတာမရှိသေးဘူးဆိုတော့အခုကတော့ဒါအရင်ကြီးမစိမ့်တော့မစိမ့်ပေမဲ့အကြီးလေးတုန်းကလည်းအမပင်ပန်းသိမ့်မခံနိုင်တော့ဟိုလိုမျိုးအခုလဲဆီယမလေးနဲ့တွေ့ပြီးထားရတယ်ပေါ့နော် အဲ့လိုဟိုကိုကိုခန္ဓာကိုယ်မှာပြောင်းလဲလာလို့အရင်အရင်လောက်မောမခန္ဓာရောပြင်မမခန္ဓာအသုံးနှစ်ရှိပြီဟိုအကြီးကြီးရအဲ့ဒါအထင်လို့ပါထင်လို့ပါဟိုဖြစ်ပါတယ်ဒါနေဟိုတော်ရုံတိုင်းရောပြောင်းလဲမတို့ဆိုတာနည်းနည်းဝိတ်တက်တက်တဲ့ခန္ဓာကိုယ်အချိုးစားထဲမှာပါတယ်ဆိုတော့ပိုးပြီးဟိုဖြစ်ပါတယ်တချို့ဆိုမွေးပြီးတာနဲ့ပိပိလေးငကိုတိုင်းလေးပဲဖြစ်ကြတယ်အထင်းသင်းတဲ့လောက်တော့ထင်းရမှာပေါ့နော်ကိုကကိုဒါပိုက်စီးတာတော့အမြဲပုံမှန်အစီဖြစ်ပါတယ်အဲ့လောက်ပါပဲဟုတ်တော့ဆုံးလောက်ပါတယ် ောက်ကချမ်းသာလို့မရဘူးပြေချမ်းသာလို့မရတော့မလို့တော့မရသေးဘူးထင်တယ်ပြောင်းနေမွေးတော့ကလည်းတမျိုးလေးပေါ့နော်အခုကျလည်းနည်းနည်းလေးအဲသူနှုတ်ရည်ဝင်ပြီးပြည်လာတော့အဲ့လိုနောက်တမျိုးလေးပြောင်းလာဆိုတော့လေမှန်းလို့တော့တိတ်မရသေးဘူးပါလေကဲအခုဆိုတမိနှစ်ယောက်ရှိသွားပြီပေါ့နော်၃ယောက်လေ၃ယောက်ရှိတယ်အဲ့တော့တမိတွေနဲ့အမအဲတန်းတူအပြိုင်လှတော့မယ်လို့ အဲ့ကလေးမူကြီးကျင်းတာပြမဆုံးပွဲတက်ပေါ်မှာဟုတ်ပါတယ်ဟာပြောပြပါဦး3ရက်နဲ့3ရက်နဲ့လေသူကပွဲတက်လို့ရတယ်ဒီနာလူတွေသာသိရမှာဘိုင်းဘိုင်းနာတော့လေအဲ့လိုအရင်ကအဲ့အကြောင်ပြောတာတမိအကြီးလေးတော့မှနည်းနည်းခံနိုင်ရှိရအခုကြောက်ဘိုက်ကပိုးနာတယ်အဲ့လိုချုပ်ရိုးပညာလည်းပိုးနာတယ်လို့ခံစားရတယ်အဲ့လိုဆိုအဲ့လိုလေလဲနေရမကြောက်ဘူးလေနော်အဲ့နဲ့နည်းနည်းစိတ်ပြေလက်ပြောက်ဆိုပွဲလေးပါလေလိုက်ဖြစ်တာပါအခုဒီနေ့ဒီချိန်မှစပြီးတော့နှစ်ပေါင်းများစွာ အဲယူရကြနှစ်တွဲနိုင်ကြပါစေလို့တရားနဲ့တရားနားလည်မှုရှိရှိသစ္စာရှိရှိနဲ့ပေါင်းဖက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်